မကုထုပြေးနေပြီပြေးနေပြီပြောလို့ဘသူတွေများလဲလှည့်ကြည့်မိတယ်တော်ပြေးတုံပြေးတင်ညာကုံပြေးလမ်းများလို့နေပြီးတော့သူ့လို့ပြောပြီးခြောက်များအားသုံးအမေရိကန်စီသူ့ပြေးနိုင်ဖို့အတွက်ဘောရကကိုအလှည့်ကြပတ်မှနေရတဲ့ဘဝကနေပြီးတော့အမေရိကန်ကပြည်ဝင်ခွင့်လဲပိတ်လိုက်ရောတွေးဦးတွေးတမ်းဖြစ်ပြီးတော့မဲမဲမြာလိုက်ပြီးကြိုက်နေတဲ့တောင်ပြေးလှုပ်တဲ့ခွေးပဒက်အုပ်စုတွေဖြစ်နေတယ် နော်ကိုယ့်အကိုနေမကောင်းလို့ငြိမ့်ငြိမ့်နေတာတော့မှမပတို့ဖန်ခံရပြီဆိုပြီးပြောတန်ကြလို့ဘသူများလဲလှဲ့ချင်နေတယ်သူတို့မိတွေရေစိုးရဖြစ်တဲ့အခါတုန်းကတော့ခေါင်းမထောင်ကျိုးမကြွရဲတဲ့ဝရံပြေးမျက်ကြော်ဖြစ်နေတယ်။ဒီကောင်လေးပြောစကားဘယ်တော့မှမမှန်ဘူးလို့လေ။ကျွန်မမေးမယ်အဲ့ဝရံပြေးမျက်ကြော်တို့ဘုံကြုံမျိုးကြီးအုပ်စုပြောတဲ့စကားဘယ်တော့မှမမှန်ဘူးလို့လေ။နှစ်တော်ကလည်းပြောတယ်အမေတို့ကအချိန်တိကျတယ်။2024ရှစ်လပိုင်း73ရက်နေ့မနက်9:00နာရီဝန်းကျင်ချိန်မှာမဘူးတို့ကိုသူ့အိမ်ရှိမှာပဲရဲတွေကလာဖမ်းသွားပါတယ်ခင်ဗျာ။ အဲ့ဒီလိုမျိုးအာနီပေါ်နီပိလေးတွေရုံအောင်ယူတီရှိအောင်တို့ကအချိန်တိကျနေအချက်မရှိတရေစီမျက်နှာပြောင်တိုက်ပြီးတော့ပြောခဲ့တာအဲ့ဒီဝရမ်းပြေးမျက်ကြော်လို့အဆုပဲသူတို့ပြောတဲ့စကားတခါမှမမှန်ဘူးအဲ့ဒီမျက်ကြော်တို့ငစီတို့ဘုံကြုံမျိုးညင်ဆောက်ဆဲမပြောနဲ့သူတို့အမေအဖေခေါ်နေတဲ့ဦးကြည်မြင့်တို့ဦးတန်းဆွန်နိုင်တို့ဒေါက်တာလှကျော်စိုးတို့အဲ့ဒီသူတို့အဖေအမေခေါ်ပြီးဆရာတင်ထားတဲ့မိမိဝင်းဘတ်တို့အုပ်စုတော်သူတို့ပြောစကားတခါမှမမှန်ဘူးနော်အနည်းစားဆုံးပြောမယ် လာရှိုးကိုသူတို့တော်လိုင်းတပ်ဖွဲ့တွေတခါသိမ်းပိုက်လိုက်ပြီးဆိုပြီးလာရှိုးနဲ့ပတ်သက်ပြီးဘာဖြစ်မဲညာဖြစ်မဲမျိုးစုံတုံးတက်ကြတယ်။အဲ့ဒီဝမ်းပြေးမြဲကျော်တို့အဖေခေါ်ပြီးဆရာတင်ထားတဲ့ဦးကြည်မြင့်တို့ဒေါက်တာလာကျော်စိုးတို့နော်ပေါ်ပြမကြီးမိမိဝင်းပတ်တို့နော်ဦးတန်းဆိုးနိုင်တို့နိုင်ငံရေးလေးလာတုံးတက်သူပါဆိုပြီးသူတို့အဖေခေါ်ဆရာတင်ထားရဲ့ဦးစုကညီမျိုးစုံတုံးတက်ကြတယ်။သူတို့တုံးတက်တာတခုမှမမှန်ဘူး။ နော်တို့တို့မွေးမှာတို့တမီးလောက်ပဲရှိရဲကျွန်မမဘူးတို့မဟာသေးတုံးသက်တာအချိန်တိကျနဲ့အချိန်တော့မလွဲစီရောက်နောက်25မေလမတိုင်ရင်တို့မို့မေလကောမှာနာစားကအရှိုးကပြန်နေထိတ်ထုတ်နိုင်ပြီးတော့ကျမ်းမာရေးပညာရေးရန်တရားတွေလဲပက်လိမ့်မယ်ကျွန်မမဘူးတို့မဟာသေးတုံးသက်တာအချိန်တိကျနဲ့တခွန်းမှမမှာဘူးနော်ဆိုတော့ဝင်ရပြင်းပြကြောဆောက်စဲမပြောနဲ့တို့အဖေအမေခေါ်နေတဲ့ဟာတွေတောင်မှအဲ့ဒီလိုမျိုးစကားကိုတောင်းရုံမို့တောင်းရခံမို့ရှိတော့ပြောတောင်းမို့ပြောနေတာဒီကောင်းကြီးပြောစကားတခါမှမှန်ဘူးတာမရှိရတဲ့ခေါင်းနဲ့ထဲကြမလို့နောက်တစ်ခုကကိုစော်ဘောင်းကိစ္စနဲ့ပတ်သက်ပြီးတော့အော်ရှိသမျှဘောကျုံညွန့်ညစ်တဲ့အကုံလုံးအာရုံဝမ်းတော့ပြောနေကြတယ် ပတိတိုက်သွားတာနော်ကိုစော်ဘွားကြီးလိုလူမျိုးမပြောနဲ့တကဘာလုံးကမထီရဲပါဘူးမကန့်ရဲပါဘူးငင်းငင်းရင်လိုပဲဆိုရှင်ဒီပါငင်းငင်းရင်လိုပဲဆိုရှင်ကိုဖမ်းရင်အာတူဘီတက်ကြီးကလာတော့မှာပါဆိုတဲ့နင်တို့ရဲ့မိတွေးကြီးတောင်မှဖမ်းမိထောင်လဲထည့်ထားတာပဲခင်ဗျားတို့အဖေခေါ်အမေခေါ်ပြီးတော့ငါအမေစုတတန်းနဲ့ကင်းစာမိဆိုတဲ့ပြီးတောင်မှုမိတွေးကိုတော့မှာထောင်လဲထည့်ထားတာ၄နှစ်ကျော်၅နှစ်ရောက်နေပြီလေကိုစော်ဘွားကြီးလိုလူမျိုးဖမ်းလိုက်ခံရတာထူးဆန်းလို့လားသူအပြစ်ရှိရင်သူ့ပြစ်သူခံနိုင်မယ်အပြစ်မရှိရင်ပြန်လွတ်လာနိုင်မယ် ဒီကိစ္စကြီးပေါ်မှာအယောင်ခံတိုင်းပြောနေကြဘာကြောင့်မှမရှိဘူးเนาะနင်တို့မထီးရဲမကန်ရဲပါဘူးနင်ငင်းငင်းနူပဲဆုရှင်မလို့ဖမ်းလို့မရပါဘူးဖမ်းရင်အတူပီလာမှာပါဆိုတဲ့ဒေါ်စုတီတော်ဖမ်းမိတော့လဲထေတာလားတာဝန်ထမ်းဆောင်လည်းဖြစ်တဲ့ဒုတိယဘူဂျုတ်ကြီးမိုးမြင့်ထွန်းလို့ပုဂ္ဂိုလ်မျိုးတော်မှာအသိရှိရင်အဖြစ်တိုင်းတွားတာနော်ဦးသားရွှေတမတ်ဆိုတဲ့ဒေါက်တာနေဆုမောင်လည်းထောင်ထဲမှာဥပဒေထမ်းမှာဘူးမှမရှိဘူးအဲ့ဒီတိုင်းတွားတယ်ဒါဆိုရင်နင်တို့တရားမျှတပါဆိုတဲ့အန်နူကြီးအောင်ကြီးညို့ဆရာပြေကဥက္ကဋ္ဌအောင်ကြီးညို့ရဲ့တမီးနဲ့တမတ် ရင်းမပင် PDF အတွက်လက်လက်တွေဝယ်ပေးမယ်ဆိုပြီးပတ်စံတွေပေါ်တင်းချင်းခိုးသွားတယ်ဘယ်သူကအေးအေးယူရဲ့တလဲလေလို့မတရားကော့ဂရိတ်မြို့နယ်ကိုစစ်တပ်ကစစ်ကူအများပြားပို့နေပြီးတိုက်ပွဲတွေပြင်းထန်နေကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကိုစစ်တပ်ကအင်အားများပြားစစ်ကူပို့နေပြီးတိုက်ပွဲတွေလည်းပြင်းထန်နေတယ်လို့ကော့ဂရိတ်ဒေသမှတော်လန်ရဲဘော်တွေကပြောပါတယ်ကော့ဂရိတ်မြို့အဝင်ကစစ်ကောင်စီရဲ့အမှန်ဆက်နှစ်စစ်စင်ရေးကုကဲမှုဌာနချုပ်စက္ကခဆက်နှစ်နဲ့မြို့ရဲကအမှတ်9 6 ခြေလင်းတက်ရင်ကိုစစ်ကူအများပြပို့နေတယ်လို့ဆိုပါရယ်ကဆခဆက်နှစ်ကအင်အားကိုကော့ကရိတ်ကနေဂျုံတိုးမြို့သွားတဲ့လမ်းပိုင်းကိုစစ်ကြောင်းထိုးစစ်ကူပို့တာဖြစ်ပြီးခလာရကိုဆယ်ခွနဲ့တက်ရင်ကအင်အားကိုတော့အာရှလမ်းပိုင်းမှာတိုက်ခိုက်ခံနေရတဲ့အောင်စေရစစ်ကြောင်းစီစစ်ကူပို့နေတာလို့ကော့ကရိတ်ဒေတာကတော်လန်ရဲဘော်တွေကပြောပါရယ် ဇွန်လ9ရက်မှာကော့ကရိတ်မြို့အထွတ်အာရှလမ်းမကြီးပေါ်ကကောနွယ်တတန်ကူးကျေးရွာတွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့တော်လန်ရေးရဲဘော်တအူးကပြောပါတယ်။အဲ့ဒီတိုက်ပွဲမှာနှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီးစစ်ကောင်စီတပ်ကအလောင်းနှလောင်းကျန်ခဲ့တယ်လို့ဆိုပါတယ်။အောင်စီရကိုအင်အား2ရလောက်ထပ်ပို့လာတဲ့အဲ့တော့တောင်ပေါ်မှာရောပေါင်းရင် စုစုပေါင်း4ရလောက်တော့ရှိလာမယ်လို့ကော့ကရိတ်ဒေသကတော်လန်ရေးရဲဘော်တအူးကပြောပါတယ်။ ဇွန်လ၈ရက်မနက်မှာလဲကော့ကရိတ်နဲ့မြဝတီမြို့နယ်အဆက်ကကွင်းကလေးကြီးရွာမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့မြင်းကဆက်ပြောပါတယ်။ဒါအပြင်ကဆက်ခါဆယ်နှစ်ကနေထွက်သွားတဲ့စစ်ကြောင်းနဲ့တော်လန်ရေးတပ်တွေ၉တိုင်နဲ့ခုနှစ်တိုင်ရွာလမ်းပိုင်းတွေမှာတိုက်ပွဲဖြစ်နေတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကဂျုံတိုးမြို့လက်မလို့ရဘူးစစ်ကူတွေထတ်တိုးပြီးခံစစ်ပြင်နေတာဖြစ်ပါတယ်။ KNDF PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကိုစစ်တပ်ကလေကြောင်းကနေအချိန်ရေများစွာပုံကျဲတယ်လို့အစင်မြင့် drone တွေ၃ခုခန့်နေတယ်လို့မြေပြင်ကရဲဘော်အချို့ကပြောပါတယ် ဲ့ဒီဘက်မှာလည်းကျန်းနေတာပဲလို့ကော့ကရိတ်ဒေတာကအခြားတော်လန်ရေးရဲဘော်တို့ကပြောပါတယ်တော်လန်ရေးပူပေါင်းတပ်တွေဟာထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကအရေးပါတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုစက်တိုက်သိမ်းပိုက်နေတယ်လို့ကုန်သွယ်ရေးအတွက်အရေးပါလာတဲ့အာရှလမ်းပေါ်ကော့ကရိတ်မြို့နယ်တစ်ခုလုံးမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်ကရင်မျိုးသားအစည်းအရုံး KNU ရဲ့တပ်မဟာ 6နေမီကကော့ကရိတ်မျိုးဝင်းကျင်နဲ့ကော့ကရိတ်မျိုးကနေဒေါ်လာတောင်ပေါ်တော်တော်ရည်တခွန်အထိနေရာယူထားတဲ့အောင်စီရစစ်ကြောင်းကိုကရင်မျိုးသားလူမျိုးရေးတမတော် PDF ကူပေါင်းတပ်တွေကအပိုင်းလိုက်ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။ပြီးတော့ထိုးစစ်အရှိန်မြင့်ပြီးတိုက်ခိုက်တာမျိုးပြီးခဲ့တဲ့လပိုင်းကလေးကအဲ့ဒီနေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ကော့ကရိတ်မျိုးတောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေရဲ့ကော့ကရိတ်နဲ့ကြုံတိုးမျိုးလမ်းပိုင်းတစ်လျှောက်မှာပါတိုက်ပွဲပြင်းထန်နေတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ဒါအပြင်တော်လန်ရေးပူပေါင်းတက်တွေကကော့ကရိတ်မျိုးကိုဝင်းရပိတ်ဆို့ထားပြီလို့အဲ့ဒီဒေတာက PDF တက်ရင်မှုတူကပြောပါတယ်အခုဆိုရင်အောင်စီယာစစ်ကြောင်းဟာတောင်ပေါ်မှာအင်အား200လောက်ပဲကျန်တော့တယ်လို့သိရပါတယ်အဲ့ဒီအဖွဲ့ကိုလည်းတော်လန်ရေးအဖွဲ့တွေကဖျက်တောက်ပိတ်ဆို့ထားတာပါ ဒါအပြင်တော်တော်ရေတကုံဘက်ချမ်းမှာရှိတဲ့စစ်သားတွေလည်းဖျက်တောက်ပိတ်ဆို့ခံထားရပြီးဖြစ်ပါတယ်။ဒါကြောင့်ဒီရက်ထဲမှာစစ်တပ်ကအောင်ဇေယျစစ်ကြောင်းစီကစစ်ကူ200ကျော်ထပ်ပို့တာဖြစ်ပါတယ်။နေဆက်မျိုးဖြစ်တဲ့မြောက်ဝီမျိုးကမျိုးဆောင်တဲ့အဖြစ်ရှိနေတဲ့ခလာယာ295တဲ့ရင်ကိုလည်းတော်လိုင်းရဲတပ်တွေကအခုရက်ပိုင်းအတွင်းမှာဖိကတ်တိုက်ခိုက်နေပါတယ်။ဟမ် နေပြည်တော် PDF ရှိရတဲ့တရင်ကတရင်မှုနဲ့စီတည့်ရေးဘူးကြီးကို NUG MOD ကလုံကြံဆက်ခင်းပြီးပြန်ဖမ်းတဲ့အတွက်နေပြည်တော် PDF ရှိရတဲ့တရင်တက်လို့နှုတ်ထွက်စာတင်သွားတယ်အဲ့ဒီအမှုကများတို့ဘလူစုံနဲ့စစ်စစ်အပြစ်ပေးအရေးယူရဲတယ်လေဥပဒေထက်မှာနင်တို့တွေတပြုံတက်စီပြန်နေကြတယ်ဟမ်ကြည့်အရင်ဆုံးရှင်းရတယ်လို့ပဲ ဒုစားလုံးဒုစားလုံးမူးမူးယူးယူးနဲ့ RPG ပခုံးမထမ်းမိကြတယ် RPG ကြီးထွက်သွားတဲ့အတွက်ဗရက်တီအသေးချင်းစုနဲ့တည်သွားတယ်ဗရက်တီတည်သွားတဲ့အတွက်အဲ့ဒီဒုစားလုံးကိုခင်ဗျားတို့အန်နူဂျီကဘယ်လိုအပြစ်ပြစ်ရေးယူရသလဲအန်နူဂျီရဲ့ဥပဒေကိုဒုစားလုံးကပစိုးလန်ပြတယ်ခင်ဗျားတို့ဘာလို့ရေးသလဲရေးဘလူးဖွဲကိုအန်နူဂျီကဆုံခုံဖွဲပြီးစစ်ဆေးမယ်လူကြားကောင်းအောင်ပြောတယ်အခုဘယ်လိုစုံစမ်းစစ်ဆေးအပြစ်ပြစ်ရေးယူရသလဲအန်နူဂျီရဲ့ဥပဒေကိုရေးဘလူးကပစိုးလန်ပြနေတယ်ညခင်ဗျားတို့ဝါသနာပိုင်ရေးဘလူးပစိုးထလန်ပြတော့သွားပြီးလန်လေးနှစ်ဖက်နဲ့မလို့ရတယ် နင်တို့ရဲ့ဥပဒေထဲမှာတပြုံကြီးတန်းစီထိုင်နေတယ်ငါတို့ရဲ့ဥပဒေကချောသားရင်သားမခွဲကြဘူးကိုစော်ဖုံးရဲ့အပြစ်ရှိရင်ကိုစော်ဖုံးရဲ့ခံလိမ့်မယ်အပြစ်မရှိရင်သူထွက်လာလိမ့်မယ်တကယ်လို့အပြစ်ရှိလို့ထောင်ကျသွားရင်တော့မှသူ့အတွက်ရေချမ်းတက်စစ်ပတ်တက်စစ်ဆူတောင်မြစ်တာပို့တာပေးမယ်လူတွေအများကြီးရှိရတာငါတို့လို့မင်းတို့ဆောက်လို့မဟုတ်ဘူးမပူနဲ့ရှင်တို့ပူရမှာကအန်လူဂျီကဗန်နာရေးဝင်ကြီးဌာနရဲ့ညှုံမှုပါဆိုတဲ့တက်ဆွေပါကစ္စတန်နိုင်ငံကိုသွားပြီးလက်နက်တွေတွားပေးပါတယ်ဆိုတဲ့တက်ဆွေထိုင်းနိုင်ငံမဲဆောက်ကနေတစင်လက်နက်တွေဝယ်ပါတယ်ဆိုတဲ့တက်ဆွေအဲ့ဒီလူမျိုး ခင်ဗျားတို့တော်လန်ရေးဆိုတဲ့ရန်ပုံငွေတဲကနေအဲ့ဒီလူခရီးတွေသွားပြီးဟိုတယ်သွားပြီးဖာခေါ်ချတဲ့ကိစ္စကိုခင်ဗျားတို့အချင်းချင်းဖော်ကောင်လုပ်ပြီးဖော်နေတယ်အဲ့ဒီတက်တနာကိုဘယ်လိုရှင်းကြမလဲဘယ်လိုဖုံးကြမလဲဘယ်လိုဖုံးဖိကြမလဲဒါကိုပဲခေါင်းထဲထည့်ပြီးစဉ်းစားအဲ့ဒါနေလို့ဆောက်လို့နော်နေလို့ကအန်လူကြီးပါလို့လို့ဟုတ်ပါတယ်မှန်ပါတယ်ဖုံးမိပေးရမှာနေလို့လို့အန်လူကြီးကစီမံဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးဆိုတဲ့သက်ဆိုနော်ခိုးနိုင်ငံကိုသွားပြီးလက်နက်ဝယ်ပါတယ်ဒီနိုင်ငံသွားပြီးတော်လန်ရေးတက်သွားပါတယ်ဆိုပြီးရောက်ရနိုင်ငံမှာဟိုတယ်ခေါ်ပြီးဖားချရတယ်ဆိုတဲ့အကြောင်းကိုခင်ဗျားတို့အန်လူကြီးက ခမားတို့တော်လန်ရေးပါဆိုတဲ့အဖွဲ့ကမအာရင်ကိုယ်တိုင်ကဖော်ကောင်လုပ်ပြီးတော့ဝန်ခံထားတယ်။အာရင်ကိုယ်တိုင်ကထုတ်ပေါ်ပြောဆိုထားတယ်။အန်ယူဂျီကတက်ဆွေဟိုတယ်ခေါ်ပြီးဖာကြတယ်ဆိုတဲ့အမှုတီးခမားတို့ဘယ်လိုမျိုးစုံလဲဆက်စေးကြမလဲအဲ့ဒါပဲခေါင်းထဲထည့်ပြီးစဉ်းစားနော်အဲ့မှာမုံမုံမင်းကြီးတို့နောက်တစ်ခေါက်ရှိသေးရဲ့စင်စေးတို့အဲ့ဒီဟာတွေကိုအချင်းချင်းဇတုသားကပူချိုးတယ်ထဲနဲ့ဇတုသားစားရင်ပျက်စီးတယ်ဆိုတော့ငငယ်လေးတွေကဟင်းတာကိုတောင်ပျက်စီးကြအောင်ကျောက်စာမှာတင်ခဲ့ဘူးတယ်ခင်ဗျားတို့ကစာတော့တင်ခဲ့တယ်စာမတက်တော့အုံနာမရှိဘူးအုံနာမရှိတော့ဇတုသားစားပြီးပျက်စီးကြရင်ဇတုသားကပူချိုးတယ်စားကြ နော်အဲ့မှာမုံမုံမင်းကြီးတို့အုပ်စုကိုအချင်းချင်းတရားစွဲဖို့လေဇော်ဒီတာထင်းနဲ့ကိုဒီယာရွှေမိုးတို့အုပ်စုရဲ့အချင်းချင်းတရားစွဲတာတွေအဲ့ဒါတွေပဲနင်တို့ဖားနေနင်တို့နင်တို့ပြဿနာနင်တို့ရှင်းကြငါတို့ဘက်ကိုလာပြီးမပူနဲ့နော်နင်တို့ပူရမှာကအဲ့ဒီလိုမျိုးတက်ဆွေလက်လက်တွေဝဲပါတယ်ဆိုပြီးဟိုတယ်ခေါ်ပြီးဖားချတဲ့အမှုနင်တို့ပူရမယ်ထားထက်တဲ့ နော်အလှမဲထားတက်တက်ကလက်လက်စခန်းမှာဆိုပြီးတော့ထားတက်တက်ကိုဗန်းပြပြီးခွက်ခေါက်ပြီးစားခဲ့တဲ့များလိန်ခဲ့တဲ့များဘုံမြတ်တဲ့များပတ်စံနေအဲ့ဒီမှာထားတက်တက်ရဲ့လက်လက်စခန်းကဘလို့ဖြစ်နေတယ်လက်ရှိမှာထားတက်တက်ကတော်တဲ့ကနေ OCO ပြေးသွားတဲ့အတွက်ဘလို့ကြံခဲ့လဲဆိုတာကိုနင်တို့အချင်းချင်းဖော်ကောင်လုပ်ထားတယ်အပြစ်ပြဿနာဒီကိုဘလို့ဖုံးကြမယ်လဲဘလို့ဖြေကြမယ်လဲဒါကိုပဲခေါင်းချင်းဆိုင်ပြီးစဉ်းစားသူများကြောင့်ပဲခေါင်းနဲ့ထည့်ပြီးစဉ်းစားပြီးတော့ဝေဖန်လေးကံပြီးအားချောင်းမနေကြနဲ့နင်တို့အမှုပေါ်နင်တို့ဘလို့မျိုးရှင်းရမလဲဖုံးရမလဲဖြေရမလဲပဲခေါင်းနဲ့ထည့်ပြီးစဉ်းစားကြနော်နင်မကောင်းရတဲ့ကြားထဲမှာအဲ့ဒီလိုဘုံကျုံမျိုးညစ်တွေကိုဆုံးမရတာလည်းအလုပ်တလုပ်ပဲ You are Mm-hmm.